ားလုံးမင်္ဂလာပါမန်နေယူ channel ကနေအားလုံးကိုကြိုဆိုပါရစေ။သရော့စာသမားတို့ကျွန်တော်ဒီကနေ့မှာတော့မနေ့ကည7:00နာရီမှာဆိုရင်ကိုရဲ့ ultra ပေါ်မှာပေါ့ဗျာ။မန်ဆောင်နေတဲ့အစ်တင်နေတဲ့တစ်ဖက်အာဆင်နယ်ကိုပရီးမီးယားလိပွဲစဉ်27ဖြစ်လက်ခံကစားဖို့ရှိနေတယ်။ဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထုံးစံတိုက်ပေါ့ဗျာ။တစ်ဖက်အစ်တင်အချင်းနဲ့ကိုယူနေတဲ့အစ်တင်အချင်းနဲ့မန်ချစ်စတာယူနိုက်တက်အစ်တင်နေတဲ့အဲ့ဒီပွဲစဉ်မှာနေပြဖြစ်သူရူဘီအမ်ဝဲကတရားပြဿနာတွေအင်ဂျူပြဿနာတွေကြုံနေရတဲ့ကစားသမားတွေများနေတဲ့အချင်းနဲ့တခုမှာ ဘသူတွေကိုဖြစ်တဲ့အတုံးပြူလာမလို့ဆိုတော့ကျွန်တော်တို့ပွေးကြုံသူသက်ရှဲအနေနဲ့ဆွေးနွေးသွားရအောင်စာသမားတွေအောင်မေမင်္ဂလာပါအောင်မေမင်္ဂလာပါပထမအဆုံးအာဇနယ်အသေးဘက်ကိုကြည်အားလို့ရှိရင်သူတို့ဟာဒီရာစီလေးပဲပြိုင်ပွဲတိုင်းမှာအကောင်းဆုံးပုံစံရှိနေတယ်ခြေစမ်းပိုင်းတွေကလည်းတကယ်လို့အကောင်းဆုံးဖြစ်တဲ့နေတာပေါ့ဗျာပြီးကလေးနေကချန်ပီယံလေး16သင်းပထမအကြောအဝေးခွင့်အနေနဲ့ PSV ရဲ့အိမ်ခွင့်မှာခနကုတ်တကုတ်ဆိုတဲ့ရာလဲတခုနဲ့နိုင်ထားခဲ့တယ်ဆိုတော့အာဆင်နယ်အသင်းတက်ကတော့တကယ့်ကိုကောင်းမွန်မှုရှိတယ်ပရီးမီးယားလိမ်မှာလည်းပဲအရင်ရာသီတွေလို့ အရာလက်ကောင်းတယ်ပိုက်ဆိုင်နေတယ်ဆိုတော့ကိုအတင်ကဘလို့မှမလွယ်ကူတဲ့အခြေအနေတခုပေါ့ဗျာနောက်ပြီးတော့အဲ့ဒီပရီးမီးယားလေးပွေးစဉ်ဆယ်လေးမှာဆိုရင်သူတို့ရဲ့အင်ကွေးမှာမဲဆောင်နေတဲ့အစ်နေနဲ့2စီးနဲ့ရှုံတာခဲ့တဲ့အတွက်အာဆင်နယ်ဖိုးကားပေါ့ဗျာတကယ့်ကိုအခြေအနေကောင်းနေတယ်ကိုရီအတင်တကတော့လုံးဝမကောင်းတဲ့အခြေအနေတခုမှရှိနေတယ်ဆိုတော့သူတို့အစ်နေနဲ့ပရီးမီးယားလေးပွေးစဉ်28ပွဲကစားပြီးချိန်မှာဆိုရင်စကားပွဲနိုင်တာတယ်ကိုပွေးတည်ကြတာတယ်၃ပွဲသာသူတို့ရှုံတာပြီးတော့ရမယ့်50လီမန်နဲ့ အစင်းနဲ့မှအမားပြင်းမရှိဘဲပရီးမီးယားလိဖလားကို စင်ခေါ်နိုင်တဲ့အသေးတဲ့အဖြစ်ရပ်တင်နေတယ်။ဒါကပီကရီယာတီကလည်းဒီတိုင်းမှာပဲအာဆင်နယ်ကတကယ်ကိုကောင်းမွေတဲ့အခြေအနေတွေသူတို့ပိုင်ဆိုင်ကြတာကိုဆိုတော့29ပွဲမှာဆိုရင်သူတို့အသင်းနဲ့အင်္ဂွင်းစစ်သုံးပွဲကစားရတဲ့6ပွဲနိုင်ထားတဲ့4ပွဲတည်နေတဲ့2ပွဲသာသူတို့ရှုံးတာပြီးတော့တိုက်စစ်က29ကိုသူတို့ရထားတယ်ခန်စစ်က17ကိုသာသူတို့ခွင့်ပြုပေးထားခဲ့ရပြီးတော့အင်္ဂွင်းမှာဆိုရင်28ပဲသူတို့ပိုင်ဆိုင်ထားတယ် အဝေးကွင်း၁၄ဝိမှာဆိုရင်လေ9ပွေးနိုင်တဲ့9ပွေးတည်ကြတဲ့2ပွေးသာရှုံတတ်တယ်လို့တိုက်စစ်ဘက်ကသူတို့24ကိုရတာတဲ့ခင်စစ်ပိုင်းက12ကိုပဲသူတို့ပေးထားရတယ်အဝေးကွင်းမှာလည်းပဲရမယ့်26ကိုပဲသူတို့ရထားတယ်ဆိုတော့ဒါကိုကြည့်ရလို့ချင်းမက်ဆာဝင်တဲ့အသင်းတိုက်စစ်ကရတဲ့33ကိုနဲ့အာဆင်နယ်ရဲ့အင်္ဂလိပ်28ကိုနဲ့ဘလောက်မှမကော်ဘူး6ကိုတော့ကော်တယ်ကျွန်တော်တို့အသင်းကစုစုပေါင်းတိုက်စစ်အာဆင်နယ်ကအင်္ဂလိပ်တိုက်စစ်က28ကို တကယ်ကိုမလွေဘူးကျွန်တော်တို့တည့်တက်ကိုနောက်ထပ်ပွဲစဉ်တွေပွဲဆိုတော့ကျွန်တော်တို့အာဆင်နယ်သင်္ကန်းပေါ်ဗျာစုစုပေါင်းတိုက်စစ်အနေနဲ့52ဂိုးရထားတယ်ခဲစစ်က23ဂိုးသာသူတို့ပေးထားရတယ်တရားဒီသူတို့အသင်းအားဆိုရင်28ပွဲမှဆိုရင်သင်ပွဲသာရှုံးတော့လို့မက်ဆာအောင်တဲ့အသင်းတက်ကိုမလွေကူတဲ့ဒုတိယကြော်တွေးဆမှုလို့ကျွန်တော်တို့ပြောလို့ရတယ်စာသမားတို့လက်ရှိကိုရီသင်းရင်အင်ဂျူပြဿနာတရားရှင်နဲ့တဖက်သင်ကပေါ်ဖော်မန်ကောင်းကောင်းနဲ့ခြေစမ်းပိုက်တဲ့တကယ်ကိုအားကောင်းနေတဲ့ရှင်နဲ့တကူမှဆိုရင်ဘလိုမောက်ကိုကျွန်တော်တို့မရှင်းနိုင်တာ နောက်ဆုံး၅ဝင်းမှာဆိုလေသူတို့အစ်နေနဲ့နှပွေးနိုင်တဲ့တပွေးတည်ကြတဲ့နှပွေးရှုံထားတဲ့ပုံစံမှာရှိနေတာပေါ့ဗျာအဲဒီပြများလေး28ပွေးမှာဆိုရင် Not the Foreign Inquiry မှာဇီးဇီးတည်ကြတာကလေးလို့အာဆင်နယ်အသင်းက Premier League ဖလားကိုရယူနိုင်ဖို့ဆိုရင်ဒီနေ့ပွေးစဉ်ကိုလည်းအနိုင်ကစားဖို့အနိုင်နဲ့ဥတည်လာဖို့ကျွန်တော်ရှိနေတယ်ဆိုတော့အာဆင်နယ်အသင်းကိုကြည်ရလို့ရှိပေါ့ဗျာအဖက်ဖက်ကတာဝန်တွေမှုရှိတယ်အဖက်ဖက်ကပုံစံကောက်တွေပြထားနေတယ် ကိုရီးယားအသင်းကတော့လုံးဝရလက်တည်းလေးဆုံးကျုံနေတဲ့ကစားသမားတွေရဲ့ဒဏ်ပြဒနာအင်ဂျီပြဒနာတွေကလည်းတကယ့်ကိုထုံးနေချက်တင်နေရှိနေတဲ့အတွက်ဒီနေ့ဒုတိယကြောတွေးဆောင်ကြီးမှာလည်းမဲဆောင်နေတဲ့အသင်းကနိုင်နေချင်းအင်မတန်နေတဲ့ကောင်းဝင်နေချင်းဒီကုမှာရှိနေဖို့ကျွန်တော်တို့မသေးကြတော့ဘူးဆိုတော့အာဆင်နယ်ကပေါ့ဗျာလာမယ့်ပွဲစဉ်တွေကိုကြည့်ရလို့ရှိရင် PSV နဲ့ကျွန်တော်တို့ဒီနေ့ပွဲစဉ်ပြီးလို့ရှိရင်ချန်ပီယံလိဂ်ဒုတိယကြောပွဲစဉ်ဖြစ်အင်ကွင်းမှာလက်ခံကစားဖို့ရှိနေတယ်ချက်စီးကိုကျွန်တော်တို့အင်ကွင်းနဲ့ဖူဝင်ကိုထည့်ပြီးတော့အင်ကွင်းကစားဖို့ရှိနေတဲ့အတွက် သူတို့အတင်းအတွက်ကတော့ဗောဗျာအလောက်ထိပြဿနာရှိမနေဘူးလို့ကျွန်တော်တို့နောက်ပိုင်းပွဲစဉ်တွေကိုပြောလို့ရတယ်ဘာဖြစ်ဆိုတော့ PSV နဲ့ပထမအကြိမ်မှာလဲအဝေးကွင်းသူတို့ sample win တွေပါတယ်ဖြစ်ခဲ့တယ်ပြီးလို့ချင်း Chelsea ကိုလည်းအင်္ဂိကစားမယ် Fulham ကိုလည်းအင်္ဂိကစားမယ်ဆိုတော့ Chelsea လေးပဲဒီရသည်ရာလစ်တွေကသိကောင်းတာမဟုတ်ဘူးပြီးလို့ချင်း Fulham ကလည်းအချိန်နဲ့ကောင်းနေတဲ့မှာမပါတဲ့အတွက်သူတို့အဲ့ဒီ၃ပွဲစလုံးကို အမှန်ကန်ဆုံးတဲ့ရလဒ်တွေကောင်းမွန်ဖို့ကျွန်တော်တို့ရှိနေတယ်ဆိုတော့စာသမားတွေဒါကအာဆင်နယ်သင်းရဲ့လက်ရှိအခြေအနေပေါ့ဗျာချန်ပီယံလိမ့်မှာရောပြီးလို့ရှိပရီးမီးယားလိမ့်မှာရောအဖက်ဖက်ကပြည့်စုံတာလည်နေတဲ့အသစ်တစ်သစ်ဆိုတော့ကျွန်တော်ညင်လို့မရဘူးကိုရီသင်းကိုကြည်အရုံချင်းပေါ့ဗျာဘာမှထူးခြားမနေဘူးပြီးခဲ့တဲ့ကျွန်တော်ယူပါလဲပထမစစ်ချောင်းသင်းအခြေအနေတစ်ခုမှဆိုရင်အဝေးကွင်းစူစီတဲ့အင်ကွင်းမှာဝဲဝဲနဲ့တည်တမဲ့ရယူနိုင်တာကတွေ့လို့ဘာဆိုဘာမှကိုကျွန်တော်အားရကျင်နေစရာမရှိတဲ့အခြေအနေမှာကျွန်တော်တွေ့နေရတယ် ဒီရဒီပရီးမီးယားလိမ့်မှာလည်းပဲကျွန်တော်28ပွဲကစားရတယ်။ဟို9ပွဲနိုင်တာတယ်၊6ပွဲတည်နေ၊12ပွဲတည်ကျွန်တော်ရှုံးတာတယ်။ပြီးလို့ရှိရင်ရမယ်33ပွဲနဲ့အဆင့်14မှာဥရချက်မေးပြီးတော့တိုင်ပဲ့နေတဲ့အချိန်တခုမှကျွန်တော်တို့ရင်ဆိုင်နေရတယ်။ကာရာဘောရော FA ကဲပါကျွန်တော်တို့ပြုတ်ထားလို့အသင်းရဲ့ over လဲဝင်ခွင့်ဆိုတာကတော့လုံးဝမင်းမိလျာရှိနေစားသမားတို့ရဲ့ဒီဒီကြားထဲမှာကျွန်တော်ကစားသမားတွေ injury ပြဿနာဒရာရှင်တွေနောက်တစ်ခုကျွန်တော်ပွေပယ်မှုပွေကျဲကာလာနေနဲ့လုံပန်းထွင်းနေရတဲ့အခြေအနေတခုမှဆိုရင်လည်းပဲ အသင်အတွက်အနုလက္ခဏာမှာကျွန်တော်တို့ရှိနေတယ်တို့ဒီနေ့သင်ထိတ်တိတ်တွေးတွေသုံးပွဲကိုကြည့်ရလို့ချင်းခြေစင်းပွေးစီမှာပေါ့ဗျာအာတူဝဲနဲ့ကျွန်တော်ရှုံတာခဲ့တယ်ပရီးမီးယားလိဆယ်လေးမှာဆိုရင်တူစီနဲ့ကျွန်တော်ရှုံတာပြီးတော့ FA ကဲမှာကျွန်တော်ဝဲဝဲနဲ့တည်ရကြတယ်ပန်နတီအဆုံးမြတ်မှာမက်ဆာဝင်နေတဲ့အသင်ကဂိုသမပရင်တာရဲ့ကောင်းမှုကြောင့်3ဖိုင်နဲ့နိုင်ပြီးတော့အာဆင်နယ်သူ့ကိုဖြုတ်ထားခဲ့တယ်ဒါပဲရှိတာဆိုတော့ကိုရီးယားအသင်းအနေနဲ့ပေါ့ဗျာအာဆင်နယ်ကိုရှင်ဖို့ဆိုတော့အဖက်ဖက်ကကြည့်ရရင်ဘယ်လိုမှမလွယ်ဘူးပါ အင်ကွင်းအဝင်းကင်းကိုကြားလို့ချင်းလဲမဆောင်နေတဲ့တင်းနေတဲ့အာရကျင်နေမှုရှိမနေဘူးပြီးလို့ချင်းအင်ကွင်းမှာလဲမဆောင်နေတဲ့တင်းကခုနှစ်ပွဲရှုံးတာခဲ့တယ်အဝင်းကင်းမှာဆိုရင်လည်းပဲ၅ပွဲရှုံးတာခဲ့တယ်ပြီးလို့ချင်းကျွန်တော်အင်ကွင်းမှာဆိုရင်လည်းပဲတိုက်စစ်က၉၂ပဲရထားတယ်ခေစစ်ကကျွန်တော်တို့၂၄ဂိုးတိပေးထားရတယ်အဝင်းကင်းမှာလဲကျွန်တော်၁၃ဂိုးတာရပြီးတော့ခေစစ်က၁၅ဂိုးတိကျွန်တော်ပေးထားရတာပေါ့ဗျာစူးစမောက်တိုက်စစ်ပဲကဆိုရင်စာသမားတို့ရဲ့၃၃ဂိုးရတယ်ခေစစ်က၃၉ဂိုးတိပေးထားရတဲ့အချိန်တခုမှကျွန်တော်ရှိနေတာပေါ့ဗျာဒါကအသေးအတွက်ကို ဂျာတွေကိုနဲ့ပေးရတဲ့ကိုမှဆိုရင် ပေးရတဲ့ကိုကပုံများနေတယ်။နောက်ဆုံးကားမှဆိုရင်လေမဆောင်တဲ့အသင့်နေနဲ့တပွေးသာနိုင်ထားတယ်။သုံးပွေးတည်နေကျွန်တော်တို့တပွေးရှုံထားတဲ့ပုံစံမှာကျွန်တော်တို့တွေ့နေရတာပေါ့ဗျာ။ဆိုတော့အသင်းအနေနဲ့ပေါ့ဗျာ။အာဆင်နယ်ကိုဘေးအပေါက်ကပဲကြည်ကြည်ကျွန်တော်ဒီနေ့ပွေးစဉ်အရာကိုဆိုရင်ဘလို့မကိုချိန်မနိုင်ဘူး။ကစားသမားတွေရဲ့လောက်အောင်ကစားသမားတွေရဲ့ဒဏ်ပြဒနာကစားသမားတွေရဲ့ပွေးပဲနေမှုကား မဆောင်နေတဲ့အသင်းတွေကိုတကိကိုစိုးကြုံမှုရှိနေတယ်။ဆိုတော့ဘယ်လိုလုပ်မလဲအမရဲရေချေခွေမရှိတဲ့အချိန်တွေတခုမှကျွန်တော်တို့ဘယ်လိုဖြစ်ဖြစ်ကစားမှာပဲချောင်လုံးမမရတာ။ဆိုတော့ဒါကိုရီတဲ့အချိန်တွေပေါ့ဗျာ။မဆောင်နေတဲ့အသင်းနဲ့အာဆင်နဲ့ပွေးစီပြီးလို့ချင်း၁၄ရည်နဲ့တောက်ကြနေတဲ့နာရီခွေးမှဆိုရင်ရီယဲဆိုစီတန်နဲ့ဒုတိယကျောစစ်ချုံတင်ပေါ့ဗျာ။ကိုရင်အင်ဂွေမှာကစားဖို့ရှိနေတယ်၁၈ရက်တလင်းလာနေမှဆိုရင်တနအိခွေပွေးစဉ်ဖြစ်လက်စတာကိုပရီးမီးယားလိအဝေးကင်းကစားဖို့ရှိတယ် ပြုလို့ရှိရင်ဧပြီလနဲ့ကျွန်တော်နေရနေ့မှာဆိုတနင်္ဂနွေအဖြစ် Notre Forest ကိုအဝေးခွင်းထည့်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်လာမည့်ပွေးစီတွေရာလေးအသင်းအတွက်မျော်လင့်ချက်မေးတဲ့ပွေးစီတွေလည်းကျွန်တော်ဆိုရဖို့ဖြစ်နေတယ်။အင်္ဂွေ9ပွေးရှုံးတာတဲ့အဝေးခွင်း9ပွေးရှုံးတာတဲ့ရွေးချယ်ကကျွန်တော်မှမရှိဘူး။ပြုလို့ရှိရင် Emory အနေနဲ့က Prescobre တတိယရှင်လင်းမင်းမှာပြောခဲ့တဲ့အခြေအနေအရဆိုရင် Enjoy တဲ့ပြဿနာမှာလည်းပြန်လာနိုင်တဲ့ကစားသမားတွေပိုကောင်းတဲ့အခြေအနေမှာရှိမနေတဲ့အတွက်ပွေးတဲ့အခြေအနေမှာ ကျွန်တော်ဘလို့သွားမလဲပေါ့ဒါကိုကျွန်တော်ကြည့်ရမှာပေါ့ဗျာပြီးလို့ရှိမာဇရာဝေအနေနဲ့ပြီးကင်းတဲ့အာစူစီတဲ့နဲ့ပွေးစီမှာပွေးပဲမှုနဲ့ကြံပြဿနာအနေချင်းရထားတဲ့ပုံစံမှာတွေးနေရတဲ့အတွက်ဒီနေ့ပွေးစီကပါဝင်လာဖို့အင်မတန်အလားလာနေတယ်ဖြစ်နေစေရာနှုန်းလုံးဝမရှိဘူးစာသမားတို့ရေစံတော့ကြည့်ရမယ်တကယ်လို့များမာဇရာဝေကပါဝင်လာလို့ရှိရင်တော့ဒီကစားသမားတို့ရင်းအများကြီးရှိတယ်မလို့ကူပါဘူးကျွန်တော်တို့စရစာသမားတို့ကျွန်တော်အစ်နေနေပေါ့ဗျာ ပြီးခဲ့တဲ့ဆိုစီလင်းနဲ့ပွေးစီမှာဆိုရင်ကိုသမနေရာမှာအိုနာနာဖြစ်ပြီးတော့နောက်တဲ့၃ရောက်မှာဆိုရင်မာဇာရာဂူရဲ့ဒီလင်းနဲ့လီနီယိုကျွန်တော်အသုံးပြုခဲ့တဲ့ကွင်းလင်းလေးရောက်မှာဆိုရင်ယူပါလေးပွေးစီဖြစ်တဲ့အတွက်ပထရီတူကိုပါဝင်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်ဘရူနိုဖာနယ်နဲ့ကက်စမီရိုဒီကိုတာလော့တို့ကအသုံးပြုခဲ့ပြီးတော့နေဘတန်နဲ့အထောက်မှာဆိုရင်ရက်ရှမဲဝိုင်လိုက်ကိုအထောက်မှာအသုံးပြုခဲ့ပြီးတော့ဆူဆူအာစကီနဲ့ကာနာရှိုတို့ကိုကျွန်တော်ထည့်တဲ့အသုံးပြုခဲ့တယ်မာဇာဝေးအနေနဲ့ကဒီနေ့ပွေးစီမှာတန်ရပတ်သက်နေတဲ့ဂျုံခရရမယ့်ဆိုရင်တော့ အာအပြောင်းလဲတွေကအဲ့လိုတိကျွန်တော်တို့ချိမနေဘူးကျွန်တော်တို့ဒီပွေးထွက်လူစင်းအချင်းတွေကိုကြည့်ရလို့ချင်းပွေးထွက်လူစင်းမှာတော့ဂုဒမနေရာမှာအိုနာနာပေါ့ဗျာကျွန်တော်တို့အစ်မကတော့ဒီကစားသမားကောင်းကောင်းမကောင်းကောင်းဒီဂုဒမအစင်ပြေပြေမပြေပြေကျွန်တော်တို့အသုံးပြုရပါမယ်အရင်နေမှာဆိုရင်လေဂုဒမတွေကအချင်းတွေကောင်းမနေတဲ့အတွက်ဒီကောင်ပွေးပွေးထွက်လာမှာပေါ့ဗျာဆိုတော့နောက်တန်း၃ယောက်ကကျွန်တော်ခုနပြောသလိုပါပဲဘာသာဝိဒတန်ရရခိမေဆိုရင်တော့ဒီ၃ယောက်ဖြစ်ဖို့များတယ်ဖီတာလင်ဒီလော့ရဲ့ပြီးလို့ချင်းကျွန်တော်ဒီလင်းနဲ့လီနီယူပေါ့ဗျာ တခုရှိတယ်ကောပေါ့ဗျာကျွန်တော်တို့ဒီ any heaven တို့ပါတော့ပွတ်ထုတ်လာမလားဆိုတာစောင့်ကြည့်ရမယ်ဒီကစားသမားတွေက PKD ပွေးစီတို့မှာအရင်တွေပါတယ်မလဲထစ်သိမ်းကစားခဲ့တယ်ဆိုတော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့အော်လူငယ်ကစားသမားတွေတဲ့အဓိကဥစားပေးလာမယ်ကစားသမားတွေမှာဆိုရင်ဗီတာလီနီလော့ဖြစ်ဖို့များတယ်ဆိုတော့ဒါကနောက်သက်၃ယောက်ပေါ့ကွေးလေးလေးယောက်ကြည့်ရလို့ရှိရင်တော့စာသမားတွေကျွန်တော်တို့မဆာဝီတာဒီကလို့အချင်းကြီးကောင်းလို့ရှိရင်တော့ညာရိုက်ဘက်ရှင်းကိုတာဝန်ယူမှာဖြစ်သလိုဘေးလိုက်ဘက်ရှင်းမှာဆိုဒီကိုဒါလောပေါ့ဗျာ ပြီးလို့ချင်းကွင်းလင်းအထိုင်တစ်ယောက်မှာဘရူနိုဖာနန်ဒက်နဲ့ကက်ဆီမီရိုပဲပါဝင်လာဖို့ရှိနေတယ်။ကျွန်တော်တို့မှဒီကွင်းလင်းလေးယောက်ကတိတ်ပြီးတော့ရေးချွေခင်မရှိဘူး။တကယ်လို့မဇာဝေအနေနဲ့ဒယ်ပသနာဂျုံကလေးမပါဝင်ဘူးဆိုရင်တော့အဲ့ဒီဘေးလိုက်ပဲချက်မှာခရီးရမယ့်တရားလို့ပဲရှိတယ်အရင်မှာ။ကျွန်တော်ကရေးချွေခင်တိတ်မရှိဘူး။ဒယ်ကအများကြီးကျွန်တော်ရထားတယ်။စာသမားတို့ရဲ့ကျွန်တော်ဘလို့လုပ်မလဲ။ဆိုတော့ကြည့်ရမှာပဲ။အမ်မိုရယ်တွေကတော့မဇာဝေမြပါဝင်လာမလား။သူတို့မို့လို့ရှင်ခရီးရမယ့်တာ ပထမအနေထားတစ်ခုမှပါဝင်လာမလားဆိုတာစောင့်ကြည့်အောင်ပေါ့ဗျာဆိုတော့ကွင်းလီလေးရောက်ပေါ့ဗျာနံပါတ်10နှစ်ရောက်ကကျွန်တော်တို့တိတ်ပြီးတော့ထူးခြားမှုရှိမနေပါဘူးပြီးခဲ့တဲ့ပွဲစဉ်တုန်းကအတိုင်းပါပဲဂါနာရှင်နဲ့စကေစီကိုပွေထုတ်လာဖို့ရှိနေတယ်အထောင်ပါကတော့ရက်ရှမန်ဝိုင်လဲပေါ့ဗျာကျော်တော့အသိနေနေပေါ့ဗျာဒီစစ်တယောက်ကတော့ရေချူကင်းမရှိတဲ့ရှင်နဲ့ဒီခုမှပါဝင်လာနေခြင်းရှိတဲ့ကစားသမားစစ်တယောက်ဆိုတော့ပြောသလိုပါပဲမာဇာဝေဒာပါဝင်လာခင်မင်ဆိုရင်အဲ့ဒီနောက်ခန့်စနေဘက်တင်မှာအင်းဟေဘေတို့ပါဝင်လာမလားသူတို့မော ီတယ်လီတွေလို့ပွေတော်ခွင့်ပေးမလားဒါကျွန်တော်တို့တစ်ချက်ရှိတယ်ပြီးလို့ရှိရင်တကယ်လို့မစားရင်မပါဝင်ဘူးဆိုရင်တော့အဲ့ဒီကွင်းလေးလေးရောက်မှဆိုရင်လိုက်ပဲချက်မှာပေါ့ဗျာဟရိယာမပဲကျွန်တော်တို့ပွေထုတ်လာဖို့ဖြစ်နေတယ်စောင့်ကြည့်ရမယ်အမရတွေကတော့ယေရှုခင်မရှိတဲ့အချိန်တွေကမှဒုတိယအကျော်ကိုရေးအိုထရယ်ပုံမှန်များအကန်ကောင်းထောင်းမဆောင်တဲ့ရာလဲကောက်တခုကိုပိုင်ဆိုင်နိုင်မလားကျွန်တော်ကတော့မထင်ပါဘူးစာသမားတွေဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုစာမှပြောသလိုပါပဲအာဆင်နယ်ရဲ့လက်ရှိအချိန်တွေတခုရေကိုရီယူနိုက်တက်အသင်းရဲ့လက်ရှိအချိန်တွေပြီးလို့ရှိအဝေးကွင်းအင်ကွင်း တက်စီကယာရီကိုခဲစီကပီယာရီကိုနိုင်ပွေရှုံးပဲအဖက်ဘက်ကအာစင်တွေကအตาစီရယူထားနိုင်နေပထမကြောပွေးစဉ်ဆင်းလေးမှာဆိုရင်သူတို့ရဲ့အင်ကွင်းမှာ2စီးနဲ့ကျွန်တော်နိုင်ထားခဲ့တယ်အာစင်တွေကအခုကိုရီအိုထရက်ပေါ်မှာကစားပုံကောင်းဖို့ဆိုတာတဲ့ကိုအသင်းလူစီရင်ကလက်ရှိအနေထားတကူကြည့်ရလို့ချင်းအာရကျင်နေစရာဘလို့မှမရှိဘူးဒီကြားထဲမှာဇာရာဝေကပွေးပဲနေမှုတယ်ပြီးလို့ချင်းတန်ရအနေချင်းရထားတဲ့ပုံစံမှာရှိနေတဲ့အတွက် ပါဝင်လာနိုင်မှာမဟုတ်ဘူးကျွန်တော်ကတော့မထင်ပါဘူးဒီကစားသမားကိုသုံးမိဆိုရိအများကြီးရှိတယ်ပြဿနာကြီးကြီးတက်နိုင်တယ်နောက်ပိုင်းစူစီတဲနဲ့ပွင့်မဲ့ကစားမင်းပုံစံမှာဆိုရင်တေချာပေါ့လွှဲတော့မှာမတက်နိုင်ဘူးလေကျွန်တော်ကလက်ရှိအခြေအနေတကူကိုဖျက်သိမ်းရမယ့်ပုံစံမှာဆိုရင်အာဆင်နယ်အသင်းနဲ့ပွဲစီမှာလည်းပဲအမ်မွေကမာဇရာဗီကိုနည်းနည်းအခြေအနေကောက်ရင်တော့ထေကောင်းထေလာနိုင်တယ်ပုဂလင်းလင်းပြောလို့ရှိရင်ကွင်းလင်ကဘလူးနိုဖာနယ်တက်တို့ကိုလည်းအနားပြေးသေးတာကြားလာပြီ ီကစားသမားတွေကအချို့ပွေးစီနေမှာဆိုကျွန်တော်တွေ့ရပါတယ်တကယ့်ကိုပွေးပဲနေတာတကယ့်ကိုအနာယူသိမိတပွေးနှစ်ပွေးတော့ဒါပေမဲ့လို့ကျွန်တော်တို့မှာ injury တွေဒဏ်ပတ်တနာတွေကစားသမားတွေကအဲ့လိုမျိုးအများဆုံးရှိနေတဲ့အတွက်ထပ်ပြီးတော့ကျွန်တော်တုံးနေရတာပဲအချင်းနေမကောင်းရင်လည်းတုံးနေရတယ်ဆိုတော့အားရကျင်နေဆရာကတော့စာသမားတို့ရဲ့ဒီနေ့သင်ကိုချင်းကြရလို့ရှိရင်မက်ဆာုံနေတဲ့အတင်းတက်ကတော့တကယ့်ကိုမင်းမိန်နေတယ်ကိုယူနေတဲ့အတင်းကပြိုင်ဖက်အာဆင်နယ်ကို ဟိုထရက်ပေါ်မှာတရေချဖို့ဆိုတာလုံးဝမမဲရေဘူးနိုင်ဖို့ဆိုတာတက်ကိုအပါထားလိုက်အောင်ကျတော့မျောလင်းချင်းမင်းနေတဲ့အချိန်တွေတခုမှကံကောင်းထောင်းပါစနဲ့ပြီးလို့ရှိရင်ကစားသမားတွေကအဲ့ဒီပွဲစီမှာအင်တိုင်းအားတိုင်းနဲ့အဲ့လိုမျိုးရုံးကဲလှုပ်ရှားပြီးတော့ကစားလာနိုင်မလားဘာဖြစ်လို့လဲကိုတွေကစားသမားတွေကငပြင်းတယ်လေဘောလုံးတလုံးရလာပြီဆိုတော့ဒုသမီးကက်စမီယိုတို့ကအဲ့ဒီဘောလုံးကိုကဲယောဂါများကက်ပါလာသလားမသိဘူးသူ့စီမှာမထားဘူးဒုံတိုင်းကန်ဆယ်လိုက်တယ် တခြားပြိုင်ဖက်ကစားသမားတွေကိုမြတ်ကြောက်နေသလားမသိဘူးဆိုတော့ဒီလိုအခြေအနေတစ်ခုမှာကစားသမားဖက်ကကြည့်ရင်လည်းကျွန်တော်တို့အခြေအနေမကောင်းဘူးရလက်တွေကြည့်ရရင်လည်းအာရကျင်တဲ့ဆရာကျွန်တော်တို့မှမရှိဘူးဒါပေမဲ့လို့ကိုရီအိုထရပမာမနေ့ပြန်7နာရီပွဲစဉ်20ချစ်မှာအမိုရယ်အတွက်ကတော့အလေးပြန်တခုဖြစ်လာမလားအမိုရယ်အတွက်ကကန်ကောင်းထမောစနဲ့နိုင်ပွေးများတရေပွေးများဖြစ်တော်မလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ်တရားတခုကတော့ကိုရီအသင်းအနေနဲ့နိုင်ကိမအဆင်ပြေမှာစာသမားတွေ ရှုံးတာတို့ဒီကြတာတို့ဆိုရင်ကျွန်တော်မလွယ်ကူပါဘူးဘာလို့ဆိုတော့နောက်ပိုင်းပွေးစဉ်တွေကကိုရီးယားတင်းတက်ကိုပွေးချက်ကာလနေလေးဖြစ်တယ်ကစားသမားတွေကလည်းတကယ့်ကိုပွေးပဲ့နေတဲ့အချိန်တွေမှာဆိုရင်မဖြစ်မနေနိုင်ပွေးရယူဖို့ပွေးစဉ်တွေကြပြတော့လေကိုရီးယားကစားသမားတွေကလုံလုံလုံမရှိတဲ့အတွက်နိုင်ဖို့ဆိုတာတည်းကိုကျွန်တော်ပြောဖို့ခက်တယ်။ MOL အတွက်ကတော့ဒုတိယအကြောအာဆင်နယ်ကိုတွေးတဲ့နေသားတစ်ခုမှာအာနစ်စနစ်ပိုင်းနဲ့ပြီးလို့ရှိရင်ကစားပွန်းတွေဘယ်လိုထစ်သုံးလာမလဲဆိုတာကျွန်တော် ကြည့်ရမှာပါဗျာညီကိုတို့အနေနဲ့ဘလို့ထင်မြင်ကြည့်တယ်ဆရာသမားတို့ရဲ့အထူးသဖြင့်ကျွန်တော်ကိုရီးယားအသင်းအနေနဲ့ရာလစ်တွေစိုးရနေမှုကစားသမားတွေအင်ဂျီပြဿနာတန်ပြဿနာရှိနေတဲ့အခြေအနေတခုမှာဘလို့တွေရှိမလဲကျွန်တော်တည်ရကြမလားနိုင်မလားရှုံးမလားညီကိုတို့ရဲ့တူတယောက်မြင်လေးတွေကိုဆွေးနွေးပေးကြပါအောင်ဆုရစာသမားတို့ဒီကနေ့ဗီဒီယိုလေးကတော့မက်ဆာအောင်နည်းနည်းအသေးနည်းနည်းမနေ့ပြန်7နိုင်ပေါ့ပါဗျာ Ultra ပုံမှာ ဒုတိယကျောင်းပွေးစဉ်အဖြစ်အာဆင်နယ်ကိုလက်ခံကစားမယ်ပွေးအနေထားတကူကျွန်တော်ပွေးကြိုသုံးသက်ချက်အဖြစ်ဆွေးနွေးတော့ခဲ့တာဖြစ်ပါတယ်အဲ့ဒီပွေးစဉ်က7နိုင်ပွေးစဉ်ဆိုတော့ညီကိုတို့ကျွန်တော်နှိုးဖို့မလိုတော့ဘူးထင်ပါတယ်ဘာပါစားပွေးကညင်မနေဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ညီကိုတို့မနှိုးတော့ပါဘူးအဲ့ဒီပွေးစဉ်မှာမယ်ဆောင်နေတဲ့အစ်နေနဲ့အမေကယ်ဆုံးနဲ့ကန်ကောင်းထုံးမစနဲ့ရာလဲကောတခုကိုရယုံနိုင်ပါစေလို့ပဲဆုတောင်းဝင်ကောင်းလေးလို့ကျွန်တော်ဘာမောက်ကိုမတက်နိုင်တော့တာဆိုတော့အားလုံးပဲကျေးဇူးတွေပါစာသမားတို့ရဲ့ ယူနိုက်တက်ဖန်တူတယောက်ချီတိုင်းစေးချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းနဲ့အရာပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ကိုဝင်းစောကနေစတောင်းပေးလိုက်ပါတယ်ဒီ channel လေးကိုလည်းအသေးသေးသောမင်ဖန်မ Lion Square ကြီးတွေမလို့အသိရင် Lion Square လေးနဲ့ notification ခေါင်းလောင်းလေးကိုတီထားပြီးတော့ Manchester United အသင်းနဲ့ပတ်သက်သမျှသတင်းတွေဗီဒီယိုတွေကိုကျွန်တော်ရဲ့ channel ကနေအဓိကထားပြီးတော့ main fan အပေါင်းသူတော်ကောင်းတွေကိုတင်ဆက်ပေးနေတာဖြစ်လို့ဗီဒီယိုတိုင်းကိုစောင့်မျှော်ကြည့်ရှုပေးဖို့ကျွန်တော်တိုင်ပြလိုပါတယ်အားလုံးပဲ okay ပါကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြအောင် အဲ့ဒီပွေးစင်ပေးလို့ရှိရင်လည်းကျွန်တော်ပွေးပြေးသုံးသက်ချက်ပြီးတော့လုပ်ဖို့ရှိတဲ့အတွက်ပွေးပြေးသုံးသက်ချက်ပြီးတော့ကိုလည်းညီကိုတို့ join ပေးချစ်ချူပေးဖို့ကျွန်တော်ထပ်မဲ့ပြီးတော့တောင်းဆိုပါတယ်အားလုံးပဲတာယာပြောချင်တဲ့နေရာလေးတွေကိုမက်ဆာအောင်နေတဲ့ပရိသတ်များပိုင်ဆိုင်နိုင်ကြပါစေကြောင်းကျွန်တော်ဆုမေကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲ okay ပါ